ကျုံမုံရှိစံချင်းထိမ့်သိမ်းထားနိုင်တဲ့လိုအပ်ချက်ကိုပြောပြလာတဲ့နိပြလမ်းပတ်ဆက်စီကနဝင်းကစားမဟောင်းဖြစ်သူဖရက်လမ်းပတ်ကအခုကမှတော့ဘလုံးလောက်ရဲ့ safety zone အများဆုံးလို့တစ်ခုဖြစ်တဲ့နိပြဘွားမှာအောင်မြင်မှုရနေပြီချန်ပီယံရှစ်က covid-19 တင်းကိုဦးဆောင်နေပါတယ်ပြီးမြလိကိုတန်းပြန်တက်နိုင်ဖို့ရည်ရွယ်ထားတဲ့သူ့ရဲ့လက်ရှိအသင်းဖြစ်တဲ့ covid-19 ရဲ့ကျုံမုံရှိစံချင်းကိုဆက်လက်ထိမ့်သိမ်းထားနိုင်တဲ့လိုအပ်ချက်ကိုမကြသေးမီကသတင်းမီဒီယာတွေကိုဖွင့်ပြပြောကြားခဲ့ပါတယ်ဖရက်လမ်းပတ်နိပြနေတဲ့ covid-19 ကလက်ရှိရာဒီမှာလွန်အားကောင်းတဲ့စတင်မှုကိုပြသနေပြီး တိုက်စစ်ပိုင်းရောခန်းစစ်ပိုင်းမှာဟန်ကျန်းညီညီကစားနေနိုင်တာလည်းဖြစ်ပါတယ်။အဒီနေ့လည်းစီးတော်29ကိုတိအားအသင်းဝယ်တွင်းယူထားနိုင်တယ်လို့ခန်းစစ်ပိုင်းမှာလည်းစီးစနစ်အကြောင်းမူကိုပြသနေတာတော့ဒီကုမရှိ၅ပွဲဆက်ဆန်းကျင်ကိုလည်းရရှိထားပါတယ်။ပြီးခဲ့တဲ့စနေနေ့ကတော့အင်အားတင်းတင်းနဲ့ဘလက်ဘန်အသင်းကိုတတ်တောင့်တတာနိုင်ယူပြီးတဲ့နောက်မှာတော့အမပေးစရာထိတ်ဆုံးစစ်တင်နေရမှာဆက်လက်ရပ်တည်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။ကိုဗီဒ19ရဲ့ဒီလိုမျိုးဆော့ဆီဆော့ရရှိထားတဲ့စံချိန်ကောင်းတွေကအတိအကျရိမှတ်ချက်ဖြစ်တဲ့ပရီးမီးယားလိဂ်ကိုတန်းတန်းနိုင်ရဲ့အတွက်ခိုင်မာတဲ့ခြေလှမ်းတစ်ရပ်ဖြစ်ကြောင်းတတိပြသနေပြီ လမ်းမရဲ့ဒင်းကိုစီယုံကန်တွယ်မှုအကြီးချင်းကိုပါမိပေါင်းထုတ်ပြနေတာဖြစ်ပါတယ်။အတင်းမကြသည်မိကအောင်မြင်မှုတွေကိုလုံဆော်ပေးနိုင်တဲ့လိုအပ်ချက်ဖြစ်လမ်းမကသူ့ရဲ့ကိုပိုင်ချက်ခိုင်မှုလေ့ကျင့်ခန်းအစီအစဉ်ကိုထုတ်ဖော်ပြောကြားခဲ့ပါတယ်။မိပြဘွားရဲ့အခက်ခဲတွေကိုလည်းလမ်းဘကဒီလိုမျိုးရှင်းပြခဲ့ပါတယ်။ဒီလောက်ကရန်ကိုအင်အားစားသုံးမှုရမ်းများပါတယ်။တကယ်တော့ဘွားမှာပုံပြီးတော့ခက်ခဲတဲ့လုပ်တွေလည်းအများကြီးရှိပါတယ်။ ဒါပေမဲ့ခမရကဒီလုပ်ကိုတိချလုံးရင်ခမရနဲ့တူတရက်ကို24နာရီကပ်ပါနေမှာပါကျွန်တော်ကလုံးဝပဲအာယုံဆိုင်လောက်ကနေတဲ့လူလူတယောက်ပါကျွန်တော်တာမန်အားဖြင့်တော့ကိုပိုင်း training တောင်းဆိုလို့မရှိပါဘူးအချိန်တော်တော်များများမှအတင်းငယ်ကိုခမရရဲ့ဘဝကိုမြုံနှံထားနိုင်ပါတယ်ကျွန်တော်ကမနက်ဆဲဆဲတာမန်မဟုတ်ညနေပိုင်းတွေမှာဂျင်းကစားလို့ရရဆိုရင်ကစားဖို့စူးစမ်းလေးရှိပါတယ် NDP ရဲ့ဖော်ပြချက်ရလက်မကဒီလိုကိုပိုင်းတန့်ခိုင်မှုလေ့ကျင့်ရေးအစီအစဉ်ကိုပြီးခဲ့တဲ့6လခန့်ကတည်းကစတင်လှုပ်ဆောင်နေခဲ့တာလို့သိရပါတယ် ကွန်ဖရင့်တည်းရနီးပြားကဒီလိုမျိုးလေ့ကျင့်ရေးကိုလှုပ်ဆောင်နေရခြင်းရဲ့အဓိကအကြောင်းရင်းကတော့နီးပြားလို့ရစီမံခန့်ခွဲမှုနဲ့တူရရှိလာတဲ့ safety ဈေးမှုတွေကိုကိုပိုင်ကျမ်းမာရင်းနဲ့ဟန်တန်းညီအောင်ထိမ့်သိမ့်မှုဖြစ်တယ်လို့ထပ်လောင်းပြောကြားခဲ့တာလည်းဖြစ်ပါတယ်။နီးပြားဒီကနေ့နဲ့ရုပ်ပိုင်းဆန်ရာစိတ်ပိုင်းဆန်ရာကြံ့ခိုင်မှုအဆင့်ကိုအမြဲတမ်းထိမ့်သိမ့်ထားခြင်းကအတင်းတွအကောင်းဆုံးဆုံးဖြတ်ချက်ချမှတ်နိုင်စေဖို့နဲ့ပွဲရဲ့ဖိအားတန်းကိုခဏချင်းရှိရဖို့ရည်ကြီးတယ်လို့လမ်းဘက်ကယုံကြည်ထားပုံရပြီးဒီလေးချင်းကပဲသူ့အတင်းဆုံးဝမ်းရှိဆန်ရင်ထိမ့်သိမ့်ထားနိုင်တဲ့လိုအပ်ချက်ဖြစ်ကြောင်းကိုဖွင့်ရလိုက်တာပဲဖြစ်ပါတယ်။ဒါကြောင့်ဒီပြလမယ်ကဒီလိုမျိုးစီမံခန့်ခွဲမှုစိတ်ဓာတ်နဲ့ကြံ့ခိုင်မှုလိုအပ်ချက်ကကော်ဗီတင်းကိုပရီးမီယာလိဂ်စီဦးတည်နေတဲ့ခီးမှာအဓိကအင်အားဖြစ်စေမှာတည်ကြပါတယ်။ A little boy.